။ TV ကထွက်လာတဲ့ညီမလေးတယောက်ပြောပြဒီတဲ့ရင်ကလုံးဝအမှန်ဖြစ်ပါတယ်။ဒီအထက်ဆင်းနဲ့လှုပ်ထားတဲ့အဆောက်ကိုသူတို့တောက်မဲ့ဘီယာခွက်ထဲမှာနှိုက်လိုက်တယ်။အဲ့လိုမျိုးတောက်ပြီးရဲ့နောက်ပိုင်းဆိုလို့ရှိရင်ကဲအားလုံးမြင်လာပါ။အခုဖြစ်စဉ်လေးကတော့ဒီညီမငယ်က KTV သွားနေတဲ့အမျိုးသားတွေရဲ့အဖြစ်ပြက်တစ်ခုကိုသူအခုလိုမျိုးပဲလာရောက်မျှဝေသွားတာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ချိုးပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ Let's go. TV ကထွက်လာတဲ့ညီမလေးတယောက်ပြောပြဒီသတင်းကလုံးဝအမှန်ဖြစ်ပါတယ်ဆိုတော့သူတို့ကြိုက်တဲ့ယောက်ျားတွေသူတို့ကိုစပွန်ဆာကောင်းကောင်းပေးနိုင်တဲ့ယောက်ျားတွေဆိုလို့ရှိရင်သူတို့တောက်မဲ့ဘီယာခွက်ထဲမှာပေါ့နော်အောက်လိုင်းနီးပညာနဲ့အထက်ဆင်အောက်လိုင်းနီးပညာနဲ့လုပ်ထားတဲ့အထက်ဆင်ကိုအဲ့ဒီသူတို့တောက်မဲ့ဘီယာခွက်ထဲမှာနှိုက်ပြီးတော့တောက်တယ်ဆိုလို့ရှိရင်သူတို့မှသူတို့ဆွဲလန်းလာအောင်တစ်ချိန်လုံးသူတို့လူဝင်ဆန္ဒကိုဖြည့်ဆည်းအောင်အိမ်ကမိန်းမနဲ့ကြွာရလဲနောက်ပိုင်းကျရင်ပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်လို့ရတယ်ဆိုတဲ့အရာအဲ့ညီမလေးပြောပြ ပေါ့နော်ဆိုတော့ तू နဲ့ကိုနဲ့လည်းမမျော်လင့်ပဲနဲ့မီဒီယံတစ်ခုမှတွေ့တာ तू က तू ကတီဗီမှာလုတ်ခဲစင်ကအထူးအချုံလေးတွေကိုပြောပြတာဖြစ်တယ်ရှယ်ယာရင်လုတ်ပေးရပေါ့နော်ဒီလိုမျိုးတွေရှိရဲ့နာမည်အပြည့်ဆုံးပဲကတီဗီဆိုတော့မပြောပြတော့ဒါပေမဲ့အဲကြောင့်လို့ကိုယောက်ကြားတွေကတီဗီကမိန်းကလေးတွေကိုပဲတန်တန်ဆွဲဖြစ်တယ်အိမ်မှာရှိနေတဲ့မိန်းမကိုမချစ်တော့ဘူး၊ကွာမယ်၊ကွဲမယ်ဆိုလို့ရှိရင်လေ तू ကတကယ်ဟိုဟိုမေတ္တာစိတ်နဲ့ချစ်သွားလား तू မဟုတ်ပေါ့နော် အာဒီလိုမျိုးအောက်လန်းလေးနဲ့အလုတ်ခံရတာလားဆိုတာတစ်ချက်စစ်ဆေးဖို့လိုတယ်။ဘာလို့လဲဆိုလို့ရှိရင်အဲ့ညီမလေးပြောပြချက်အရာဆိုလို့ရှိရင်ကွာသူတို့စပွန်ဆာကောင်းကောင်းပေးနိုင်တဲ့ယောက်ျားကြီးဆိုလို့ရှိရင်သူတို့ကသူတို့တောက်မဲ့အရက်ထဲမှာအဲ့လိုမျိုးပေါ့နော်။မျက်ရှင်းစင်ထားတဲ့အဲ့အထက်စင်နဲ့လှုပ်ထားတဲ့အဆောက်ကိုသူတို့တောက်မဲ့ပြီးရခွက်ထဲမှာနှိုက်လိုက်တယ်။အဲ့လိုမျိုးတောက်ပြီးရနောက်ပိုင်းဆိုလို့ရှိရင်တစ်ချိန်လုံးသူတို့ကိုပဲချစ်သွားတယ်။သူတို့ရဲ့လူရင်းဆန္ဒသူတို့ ဒီလိုမျိုးသူတို့ကပဲမှုန်သွားတာမျိုးကွာဟိုမိမပဲရှိရှိကလေးပဲရှိရှိဒါတွေကိုမတွေးနိုင်တော့တဲ့ချီဖြစ်သွားတဲ့ဆိုတာမျိုးအဲ့ငမလေးပြောပြတဲ့ကိုတွေ့ပေါ်တော့အကြောင်းကတီဘေးကမိန်းကလေးနဲ့ညာသွားတာပဲဖြစ်ဖြစ်ကတီဘေးကမိန်းကလေးကိုမခွင်းနိုင်တော့အင်ကပြဿနာကိုရှာခဲ့တယ်ဆိုရင်တောင်မှဒီလိုမျိုးအကြောင်းအရာတွေရှိရဲဆိုတာလေးကိုကျွန်မတစ်ချက်ပြန်ပြီးမှ share လုပ်ပေးရဖြစ်တဲ့အဲ့ငမလေးကကျတော့သူကိုယ်တိုင်လက်ကတီဘေးမှာလောက်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာကိုတော့ social platform ပေါ်မှာတက်ပြီးတော့သူမတင်ဘူးပေါ့နော်ဒါပေမဲ့ ဟိုဒါလေးတွေတစ်ချက်ရှိတယ်ဆိုတဲ့အရာလေးကို तू ကသိစေချင်တယ်မြင်စေချင်တယ်ကြားစေချင်တယ်ဆိုပြီးတော့မှကျမတို့မီတင်မှာပေါ့နော်မီတင်ဒီအာတင်နန်းတစ်ခုပါ business နဲ့ပတ်သက်တဲ့တင်နန်း तू ကအခုလဲ KDB မှာမလုပ်တော့ပါဘူးအာ तू အခုလဲကိုပိုင်စီးပွားရေးတစ်ခုလုပ်နေပြီပေါ့နော် brand owner တယောက်ဖြစ်နေအထယ်ဆိုင်လုပ်ငန်းရှင်တယောက်ဖြစ်နေပါပြီဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေရှိရဆိုတာလေးကိုဒီကနေပြီးတော့ပြောပြရချင်းဖြစ်ပါတယ် ဆိုတော့ဒါကတော့တကယ်တော့ဗောနောမလုတ်သိမလုတ်ထိုက်ဘူးဆိုပေမဲ့သူတို့ဘက်ကတွေးရင်တော့သူတို့ကတော့သူတို့စပွန်ဆာရဖို့သူတို့ဟိုတည်ရမလားငွေသူတို့ကိုငွေကောင်းကောင်းပေးနိုင်တဲ့သူတွေကိုဆိုတော့သူတို့ဘက်ကကြံပန်းတာဖြစ်ပေမဲ့တစ်ဖက်မှာမိသားစုတွေကြွေးကွာရတာရှိတယ်ဟိုဘယ်လိုပြောမလဲတလင်းတမယာစနစ်တရားတစ်ခင်မှာကထောက်ပြတာလည်းအများကြီးတယ် အာအင်ဟောင်းကြီးဖောက်ပြန်လာတယ်အင်ဟောင်းကြီးပဏိပခတယ်သိရမလားဟိုအငယ်နှောင်းနေရတယ်အရန်များလာတယ်ခကြည့်ချင်းမှာဒီလိုအရာလေးကြီးလည်းရှိရဆိုတော့အရာလေးကိုကျမကနေပြီးတော့ထပ်ပြီးတော့ share လုပ်ပေးချင်တာဖြစ်ပါတယ်ရှင်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒါကတော့ဒီမလေးက KDB သွားတဲ့အမျိုးသားတွေကိုစေတနာထားပြီးတော့သူ့ရဲ့ကြားသိခဲ့ရတဲ့ဖြစ်စဉ်လေးတခုကိုလာရောက်မျှဝေသွားတာဖြစ်ပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်သွေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ Bye-bye.